အားလုံးမင်္ဂလာပါခင်ဗျာမေလာ3ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေတင်ဆက်ပြပါမယ်မေလာ3ရက်နေ့ရောက်ပြီကျွန်တော်သတင်းက29ရက်နေ့ကနောက်ဆုံးတင်ထားဆိုတော့4ရက်သတင်းမတင်ခဲ့ဘူးပေါ့လေးတရမတင်ဆိုတော့ကြောင်းရရလည်းအများကြီးပါပဲအဲအဲ့ဒါကိုတော့ဘယ်သူမှသိချင်မှာမဟုတ်ဘူးတရင်တင်ဆက်ပြဖို့ဒါပဲသိချင်မှာပေါ့နော်အဲ့တော့ဘာကြောင့်မလို့ဖြစ်ရလဲအကြောင်းရင်းကိုနည်းနည်းခြည်ရရင်ကျွန်တော်နည်းနည်းလေးအပြစ်ပြောစရာရှိတယ်လို့တောင်းပန်စရာလည်းရှိတယ်ပေါ့ နံပါတ်1ချက်ကကျွန်တော်ဒါဧပြီလကုန်တော့ကျွန်တော်ခီးတစ်ခုထွက်ဖို့စီစဉ်နေရက်ရှိခီးပေါ့နော်ပစ္စည်းတွေအများကြီးပြင်ဆင်အများကြီးစုထုံးစံတိုင်းပေါ့ဟိုသွားမဲ့နေရာကြောက်လို့ရှင်လဲတရင်ရကြိုကြကြိုကြတင်ဆက်နိုင်အောင်ကင်မရာတွေကွန်ပျူတာတွေရစအကုန်လုံးထက်ထုတ်ပူကီလိုတွေအပူခံပြီးတော့ဗောနော်လင်းခီးပါ လင်းခီးပါ ကီလိုအပူခံပြီးတော့ကျွန်တော်တထဲ့ပါတယ်။သွားရတဲ့အကြောင်းရင်းကလည်း အဓိကတော့သတင်းလုပ်ငန်းမှာပဲသတင်းလုပ်ငန်းဆိုပေမဲ့ဟိုသတင်းသွားယူတာတော့မဟုတ်သတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သွားပြီးတော့ဖွံ့ဖြိုးတိုးတက်မှုတစ်ခုသွားလုပ်တာပေါ့နော်အဲ့အဲ့ဒီအတွက်ကျွန်တော်ခီးထွက်ဖို့ပြင်တယ်ရက်နေနဲ့ရှိပြည်တွင်းမယ်အဲ့တော့ကျွန်တော်ခီးထွက်ရောခီးထွက်တော့ဒီကနေ့ကျွန်တော်ဒရယ်ဦးလေးစိတ်ကိုကားစီရကားစီရဆိုကိုကကားငှားစီကျွန်တော်ကားကိုပိုင်ကားမရှိတော့မိတ်ဆွေတယောက်ရဲ့ကားကိုခဏတောင်းတယ်ကျွန်တော်စီထည့်ပြီးစီးပါစီးသွား တတဝလီစိတော်ဖို့အတွက်ကိုဒါကားငှားတာတွေရောတကယ်လည်းအလကားငှားလို့လည်းမရဘူးလေမိတ်ဆွေကားဆိုရင်လည်းပြီးတာတော့ပြီးရမှာပဲလေအဲ့မှာကျွန်တော်ဒါအများကြီးပေါ့လေနှစ်သိန်းသုံးသိန်းလောက်ကုန်ခံပြီးတော့တတဝလီစိရောက်သွားရောက်တော့ကျွန်တော် check in တိုင်းကမနက်09:55ဆိုတော့ check in တိုင်းကျွန်တော်09:55မှာငားမှာဝင်တယ်ဝင်ပြီးတော့ထိုင်ဆောက်တယ်ပေါ့။ဒါဆိုတော့ကျွန်တော်ထွက်ထွက်မဲ့လင်းထွက်ခွာမဲ့ချင်းက 12နိုင်55ဆိုတော့2နိုင်လောက်ထိုင်ဆောက်ရတော့ထိုင်ဆောက်လိုက်တယ်အဲထိုင်ဆောက်တော့12နိုင်55မှာအမတိုင်ငယ်လေးမှာအဲကျွန်တော်စီးမဲ့ MNE လေးရင်ပေါ့အဲ့ဒါလည်းဟုတ်ချင်မှဟုတ်မယ်ဒါပေမဲ့လေးရင်တစည်းလာထိုးဆိုင်တယ် MNE လေးရင်ပဲနော်ညောင်အမျိုးသားလေးချောင်းလိုက်လေးရင်ထိုးဆိုင်တော့ဒုလေးရင်တော့ဆိုက်ပြီးမကြခင်ခေါ်လောက်တော့မယ်ဆိုကျွန်တော်ထိုင်ဆောက်တယ်တန်နိုင်ကျော်လဲမခေါ်ပြန်မခေါ်တော့အဲ့မှာ announce တခုလုပ်တယ်အဲ့ဒီကဝန်ထမ်းတွေ announce တခုလုပ်တယ်ကျွန်တော်သွားမဲ့ခီးစင်နဲ့လိုက်ပါမဲ့ခီးတယ်တွေနေနဲ့တနင်္ဂနွေလောက်စောက်ပြီးပေါ့နော်လေးနောက်ကျနေတာဖြစ်တော့တနင်္ဂနွေလောက်စောက်ပြီးပါတနင်္ဂနွေကြာလို့ရှိရင်မသွားမဲ့ပေါ့အဲ့တော့တနင်္ဂနွေဆိုတာကထွက်ခွာချိန်7955နဲ့တွက်မှဆိုရင်တနင်္ဂနွေ55ဆိုပြန်ထွက်မှဆိုသဘောပေါ့။အော်အဲ့လိုဆိုရင်ရသေးတယ်။ဒါမှမဟုတ်လို့ရှိရင်အဲ့ဒီအချိန်နေစပြီးကြီးညာတဲ့အချိန်နေလည်းတွက်လည်းရသေးတယ်။အဲ့တော့ အဲ့ဒါထိုင်ဆောင်နေတယ်အဲ့လိုကျွန်တော်လိုပဲထိုင်ဆောင်တဲ့သူအများအပြားရှိတယ်လင်းတစည်းစာလုံးမဆိုပါစို့ထိုင်ဆောင်နေကြတယ်အကုန်လုံးမထိုင်ဆောင်နေကြတယ်တော်တော်များများကမန္တလေးကပဲလင်းတက်စီတာမဟုတ်ဘူးနော်နေရာပေါင်းစုံကလာပြီးလင်းခက်ခဲမြို့မြို့နဲ့စီးကြတယ်စီးရချိန်မှာကျွန်တော်လည်းထိုင်ဆောင်တာပေါ့အများနည်းတူပါပဲထိုင်ဆောင်ရင်လည်းဘာမှလည်းဒေါသလည်းမထွက်ပါဘူး။အော်ကြောင်းရတစ်ခုကြောက်လား၊ဝဲတာကြောက်လားပေါ့။အဲ့လိုမျိုးနဲ့ညနေ3:00ကျော်လာ။အဲ့ချိန်ထိုင်ဆောင်နေတော့မယ်။ ဒါပေမဲ့သွားမယ့်နေရာနဲ့ပြန်ပြီးတွက်ကြည့်လိုက်တဲ့ခါကျတော့ဒါမဟုတ်သေးဘူးဒီလင်းရင်ခီးစဉ်အခြေအနေကမဟုတ်သေးဘူးသွားမယ့်ဒီ flight time ပေါ့နော်ပြန်တန်းချိန်နဲ့ကျွန်တော်တို့အဲစတင်ထွက်ခွာမယ့်ချိန်နဲ့တော်တော်လေးဟိုဟာဖြစ်နေကျွန်တော်နည်းနည်းလေးမတင်ကတော့တင်ကတော့သွားမီးတယ်သွားမီးတော့မှဟိုဘက်ချက်မှသွားပြောလိုက်တယ်အဲ MNE ဝန်ထမ်းရှိတယ်နှစ်ယောက်လာပဲရှိတယ်သုံးယောက်လောက်ရှိတယ်တယောက်ကတော့ပစ္စည်းတင်တော့ကျွန်တော်ကပစ္စည်း ဒီတန်ပိုလို့ဆိုပြီးကျွန်တော်တို့ပစ္စည်းတွေတွက်ထားတဲ့ပတ်စံပြန်ထုတ်ပေးပါတော့။ခြားလူတွေလည်းပဲထုတ်ပေးပါ။နောက်အမျိုးသမီးတယောက်ကကြတော့သူကလေရင် flight cancel ဖြစ်သွားတယ်ဆိုပြီးတော့တခြားခီးတဲ့တွေတော့ပြောတယ်။ဒီတနည်းပဲသူပြောတတ်တယ်။သူတို့လည်းဘာမှမသိဘူး။ဒါပေမဲ့အချိန်မှာလူကဒေါသရတအားထူပူနေတာ။ကျွန်တော်တို့အေးအေးနေတဲ့ဆိုတော့ဒေါသထွက်တယ်။ကျွန်တော်ပြောမဟုတ်လေလေရင် cancel ဖြစ်တယ်ဆိုတော့ဘာလို့ကျွန်တော်တို့အစောကမှပြောရလဲ။ကျွန်တော်မေးတယ်ဝေဒါကြောက်လား။ဝေဒါကြောက်မဟုတ်ဘူးလေ။ အဲ့တော့ဝေဒါကြောင့်မဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့မှာဘာအပြစ်ရှိလို့ခင်ဗျားတို့ထိုင်ဆောက်ခိုင်းတော့တဏီကုန်ထိုင်ဆောက်နေရတာလဲလို့အဲ့ဒါနဲ့ကျွန်တော်လည်းပြောမိလိုက်တယ်သူ့မှာလည်းမျက်နှာငယ်လေးနဲ့အများကြီးဝိုင်းပြောတာခံရတာဒါပေမဲ့ကျွန်တော်ဒီ link အဲ့ဒီမှာလေယာဉ်ဝန်ထမ်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တောင်းမှန်ကြတယ်နော်ကျွန်တော်မှပြောမိခဲ့တာကျွန်တော်တောင်းမှန်ကြတယ်မဟုတ်ကြတော့ဆိုသူတို့မှာအဲ့ဒီ authority မရှိဘူးလေယာဉ်လွတ်ခြင်းမလွတ်ခြင်းနော်ဒီမှာ cancel ဖြစ်တယ်လို့ flight cancel ဖြစ်တယ်လို့ announce လုပ်ခြင်းကသူတို့မှာအဲ့ဒီအတွက် authority မရှိဘူး တကယ် authority ရှိတဲ့သူတွေကဒါကိုတောင်းဝန်မဲ့တောင်းဝန်ပြက်ကွက်တယ်။အဲကျွန်တော်ဒီလိုပဲပြောမယ်မြမမျိုးသားလေးချောင်းလိုက်တတဦးလေးစိတ်နော် flight number တွေပါတယ်ပါကျွန်တော်ပြန်ပြီးပြလို့ရတယ်။နော်ဒါပေမဲ့အများကိုသာပြောတာဖြစ်တယ်ကျွန်တော်ကျွန်တော်ကျွန်တော်ခံစားရသလိုအများလည်းအကုန်လုံး flight cancel ဖြစ်သွားတယ်။နောက်မှတန်ကားတော်တွေလည်းပါတယ်ခလီးငယ်လည်းပါတက်ကြီးရွယ်ဦးတွေလည်းပါတယ်။ဒါပေမဲ့တောင်းဝန်ယူပြီးလာဖြစ်ရှင်းမဲ့အရာရှိတယောက်မှမရှိနေဘူး။ flight cancel တခုပဲပြောတယ် ဒါပေမဲ့ flight cancel ဖြစ်တဲ့အတိုင်းတော့တနေ့ကုန်ထိုင်ဆောင်နေရတဲ့အခြေအနေနဲ့မိုးချုပ်ကနေမှထပြီးတော့ flight cancel ဖြစ်တယ်ဆိုပြီးတော့ဒါအစိုးရပိုင်းလေကြောင်းလိုင်းတစ်ခုလည်းဖြစ်တယ်။အဲ့အတွက်ဘာမှဖြေရှင်းချက်လည်းမပေးဘူး။တောင်းပန်တာလည်းမရှိဘူး။ announce လည်းမလုပ်ဘူး။ဒီချိန်မှ announce လုပ်တယ်။ announce လုပ်တာကဟိုလေရင် flight delay ဖြစ်မယ်ပေါ့နော်။တနင်္လာနောက်ကျမယ်။ဒီဒီချိန်ပြောပြီးနောက်ပိုင်းဘာမှလုံးဝမပြောတော့။အဲ့လိုမျိုးနဲ့တနေ့ကုန်စောက်ခိုင်းတာ။ဆိုတော့မတောင်းပန်သင့်ဘူးလား။ဒါကျွန်တော်ပြောတာအကျိုးသင့်ကြောင်းသင်မဖြေရှင်းသင့်ဘူးလား။ လူကြီးတွေမတည်ဘူးလေတဲ့သူတို့ကဆန်ဖာကဆိုလာအဲ့ဒီကနေပြီးတော့ပေးတဲ့ order ကိုဒီမှာပြန်ပြောပြရတာကျွန်မတို့လည်းဘာမှမသိဘူးဆိုတော့သူတို့ကတော့တကယ်မသိတာတော့ကျွန်တော်တောင်းပန်တယ်အောက်အောက်ချီဝင်တယ်ဘာမှမသိဘူးဒါပေမဲ့အဲ့ဒီတောင်းဝန်ရှိတဲ့သူတွေကိုယ်တိုင်ကဒါကိုစောစောစီးစီးဘာလို့ announce မလုပ်တာလဲသူတို့ဖြည့်ရှင်းနေတယ်သူတို့ဒါကိုနဲ့ပတ်သက်ပြီးတော့ပြည်လည်အောင်လုပ်တယ်ဆိုလို့ရှိရင်ပြည်သူတေချာရှင်းပြမှာလင်းစီးတဲ့လူတွေပြည်သူဒီစီးတဲ့ဒေချောင်းလိုင်းရနိုင်ငံပိုင်လိုင်းဆိုတော့ကျွန်တော်ပြောချင်တာက ဟိုအစိုးရရဲ့တချို့လုပ်ငန်းတွေမှာဒီလိုကိစ္စတွေကြောင့်ပြည်သူလူထုရဲ့အယုံကြည်မှုလျော့ကျနိုင်တယ်เนาะအဲ့တော့ဟိုမြန်မာနိုင်ငံမှာလေရင်ဆောက်ရတယ်ဆိုတာမဆန်းဘူးဒီလိုလည်းရထားဆောက်ရတယ်ကားဆောက်ရတယ်မဆန်းဘူးဘယ်နှစ်နာရီဆောက်ရလဲဆောက်ဒါပေမဲ့သွားလို့သွားပြရမှာ မတော်ဖြစ်ပဲနဲ့ကန်ဆယ်ဖြစ်သွားတဲ့အထိဆိုလို့ရှိရင်ဥပမာဒီလောက်ထားတဲ့သူတွေပါလေဆိုဘယ်လိုလုပ်မလဲပေါ့မဖြစ်မနေတည်ရရှင်ရေးသွားမယ်ကိစ္စရှိတဲ့သူတွေဆိုဘယ်လိုလုပ်မလဲဒီအတွက်တစ်ခုခုတော့တောင်းပန်တင်တယ်တောင်းဝင်မှုတောင်းခံမှုရှိတဲ့နေပေါ့နော်ဒါကျွန်တော်ဒီသတင်းပြောတဲ့ personal ပြောနေတာမဟုတ်ဘူးကျွန်တော်ကဒီ bay transportation မဖြစ်ဖြစ်ကျွန်တော်အစိုးရရဲ့ transportation မဖြစ်ဖြစ်ဟိုကြိုက်တဲ့ဟာပဲဖြစ်ဖြစ်တောင်းဝင်မှုတောင်းခံမှုရှိတဲ့ကြတယ်သူများနိုင်ငံတွေတိုးတက်တယ်တိုးတက်တယ်သူများနိုင်ငံမှာတောင်းဝင်မှုတောင်းခံမှုရှိတယ် ဖလိုက်တလေးဖြစ်တယ်ဖလိုက်တကန်ဆာဖြစ်တယ်ဆိုရင်ဘယ်လိုပြန်ပြီးတော့ဒီပြည်သူတွေကိုနော်စီးနင်းလိုက်ပါတယ်ခီးတဲ့တွေကိုဘယ်လိုမျိုး response လုပ်ရမလဲဆိုတော့သူတို့မှာတောင်းဝန်မှုတောင်းဝန်ခံမှုကရှိတယ်အတခုကဘာမှမမြင်ခဲ့ရအောင်နော်ကျွန်တော်မကြည့်နဲ့တော့တခြားလူမကြည့်နဲ့အောင်ဟာတထည့်ပြောမှာတယောက်ကနှိမ်တာတော့မဟုတ်ပါဘူးနော်သူလေးနမကံပြီးအဲ့ဒီလေယုံနှောင်းသွားပြတယ်ဒီကိုလာဖို့ဘယ်လောက်ကုန်နဲ့ထင်လဲတဲ့လေယုံနှောင်းပြန်ပြောတယ်မသိပါဘူးခရှင်တဲ့ တန်တိငါးသောင်းကုန်နေတိလာတယ်ငါးသောင်းတိလာငါးသောင်းကုန်တိလာတယ်ဟုတ်လားမတိပါဘူးရှင်ငါးသောင်းကအများကြီးတယ်အဲ့အများကြီးထဲမှာမှသူတွေအများကြီးထဲမှာသူအဲ့လိုပြောတော့ကိုလည်းပြုံးစစ်စီတော့ဖြစ်ချင်သွားတယ်ဘာလို့ဆိုတော့အကုန်လုံးကအော်သူ့ဘဝနဲ့သူသူ့အခက်ခဲနဲ့သူသူ့အတိုင်းတာနဲ့သူလေနော်စင်လဲစင်အတိုင်းတာနဲ့စင်ဟိုဘာလဲစိတ်လဲစိတ်အတိုင်းတာနဲ့စိတ်ပေါ့သူ့အနေထားနဲ့သူအလုပ်တစ်ခုသွားလုပ်ဖို့ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ဒီပမာဏကသူ့အတွက်ကများတယ် နောက်တစ်ချိန်ဒီလီဝင်းကို तू ဘယ်လိုပြန်လာမလဲနော်ဒါမှမဟုတ်လို့ရှိရင်ဟို तू ဘယ်လိုစီစဉ်ရမလဲအဲ့တညတာ तू ဘယ်မှာဖြတ်တမ်းမလဲ तू လာတဲ့9000နဲ့နောက်ထပ် तू တဲဖို့ခိုးဖို့နဲ့နော်နေဖို့ထိုင်ဖို့ဘယ်လိုစီစဉ်မလဲဒီခေတ္တကာလကြီးထဲမှာအဲ့တော့ဟိုပြန်တွေးမိပြန်လို့ရှိရင်လဲသူ့အတိုင်းတာမှာသူ့အတွက်ဒါတော်တော်ကြီးကိုခက်ခဲတဲ့အနေထားကိုဖြစ်တယ်ပေါ့နော်ကျွန်တော်လည်းလုံးဝခက်ခဲသွားတယ်လင်းပစ္စည်းရွေးပြီးတဲ့အချိန်မှာ လေးနိုင်ကြောနေပြီ။ကိုပို့ထားတဲ့ပစ္စည်းတွေရွေးပြီးတဲ့ချိန်မှာလေးနိုင်ကြောနေပြီ။ပြန်ထွက်ဖို့ကြတော့ဘလို့မဆင်ပြ။အဲ့ဒီချိန်တိကိုတောင်းယူမှုတောင်းခံမှုတရားမှမရှိဘူး။နော်ဒါလေးတော့နည်းနည်းလေးနော် MND ဘက်ကနေပြီးတော့တောင်းမရှိတဲ့သူတွေအနေနဲ့ပြင်ဆင်စေချင်ပါတယ်။တတဦးလေးစိတ်မှာနော်ကျွန်တော်လေးရင်အမှတ်တွေပါတွေပါပြောလို့ရပါတယ်။အဲ့လိုပြောလို့ကျွန်တော်စိတ်ဆိုးရဲဆိုရင်လည်းကျွန်တော်လည်းမတတ်နိုင်အောင်။နော်ဒါကတကယ်ဖြစ်စင်အမှန်တကယ်ဖြစ်ခဲ့တဲ့အရာပဲနော်။မေလာတရက်နေ့ နော်၁၂နိုင်55ထွက်ခွာမယ်လေရင်ပြန်ပြီးတော့စုံစမ်းပြီးတော့အဲ့ဒီကိစ္စကိုအဲတောင်းယူမှုတောင်းခံမှုရှိစေချင်တယ်။တော့ကျွန်တော်တို့ကပြောတယ်နောက်၄ရက်နေမှာလေရင်ကထွက်တော်မယ်ဆိုတော့ကျွန်တော်တို့ဘာလုပ်ရမှာဒီကြားထဲမှာကျွန်တော်ဘာလုပ်ရမှာလေရင်လက်မိုက်နဲ့ပတ်သက်ပြီးတော့တို့ကအဲအေဂျင့်နေနဲ့ပြန်ဆက်သွယ်လို့ပြောပြန်အမ်းမိမယ်လို့ပြောတယ်ကျွန်တော်ကတော့ဟိုတကယ်ကို စိတ်ပြတ်သွားတဲ့အနေထားပဲပေါ့။ဘာကြောင့်တောင်းဝင်မှုတောင်းမခံမှုလုံးဝမရှိလို့တောင်းမှန်တဲ့ကျိုးချောင်းရှင်းပြလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟုတ်ပြီးနောက်တစ်ချက်ချ airway တစ်ခုနဲ့ကျွန်တော်တို့ပြန်ပြင်ဆင်ပြီးသွားလို့ရအောင်လည်းပြင်ဆင်လို့ရအောင်အခုလည်းဘာမှပြင်ဆင်လို့မရတဲ့အနေထားပေါ့နော်။ဆိုတော့ဒါ personal တော့ပြောတာမဟုတ်ဘူးနော်။ဒီကျွန်တော်တို့အစိုးရလုပ်ငန်းမှာဖြစ်ဖြစ်ဒီပုဂ္ဂလိကလုပ်ငန်းမှာဖြစ်ဖြစ်ဒီလိုမျိုးတွေကြုံလာတဲ့အခါကျလို့ရှိရင်တောင်းဝင်မှုတောင်းဝန်ခံမှုဂျပန်မှာဆိုလို့ရှိရင်မီးပြတ်လို့ရှိရင်တော့မှဟိုအစိုးရဘက်တောင်းဝန်ရှိတဲ့သူတွေနှုတ်ထွက်သွားတဲ့အဆင့်ထိတောင်ရှိတယ်ဆိုတာ နည်းနည်းလေးသတင်းစာတွေဖတ်ပြီးတော့မထိုင်ရည်မနေကြပါနဲ့သတင်းတွေဖတ်ပြီးထိုင်ရည်မနေနေကြနဲ့ပေါ့နော်တကယ်တောင်းဝင်မှုတောင်းဝန်ခံမှုဘယ်လောက်ထိရှိတယ်ဆိုတာကိုပြသတာဖြစ်တယ်ကျွန်တော်သတင်းတွေဘက်ကိုလဲရအောင်ပါဗျာပထမဆုံးသတင်းကတော့ဒါကားတွေနဲ့ PDF တွေလာမယ်ဆိုတာကိုပြည်သူတွေကသတင်းပေးတယ်သတင်းပေးတာကြောင့်လုံခြုံရေးအဖွဲ့တွေကတနင်္သာရိုင်းနေ့သားကြီးရေပြူမြို့နယ်စိန်ပုံရွာနားမှာကြိုပြီးစောက်ဆိုင်နေတယ်ပေါ့နော်ဟိုကင်မုံကိုစောက်ဆိုင်နေတဲ့ခါမှာစိန်ပုံရွာဘက်ကမောင်းလာတဲ့ကားနှစ်စီးကို ကားစစ်တယ်ကားနှစီလုံးကလည်းအီဆူဆူအီဆူဆူတပည့်ကနောက်ပြီးလို့ရှင်နောက်တစ်စီကလည်းဟိုင်းလက်ပေါ့နော်နှစီလုံးကလည်းသူတို့သုံးနေကြကားပုံစံမျိုးပေါ့နှစီလုံးကိုမောင်းလာတဲ့အချိန်မှာတားတယ်တားတော့မရက်ဘူးမရက်ပဲနဲ့တနက်ငယ်လက်နက်ငယ်နဲ့ပြန်ပစ်တယ်ပေါ့တစ်ချက်တစ်ချက်ပြန်ပစ်တော့လုံညိတဖုံဝင်ဒီဘက်ကလည်းပစ်ခတ်တိုက်ခတ်မှုတွေအပြန်လန်ဖြစ်ပေါ်တယ်ဒါမှမဟုတ်လေလုံညိတဖုံဝင်တဲ့ဘက်ကထိခိုက်မှုမရှိပဲနဲ့သူတို့ကကားထားပြီးထွက်ပြေးတယ်ကားပေါ်မှာအလောင်း၃လောင်းကျန်ခဲ့တယ်နောက်ပြီးလို့ရှင် အမျိုးသမီးတူ နော်အဲ့ဒီ PDF ဖွဲ့ကမျိုးသမီးတူအရှင်မိတယ်နောက်ပြီး KR 16တနတ်တလက်ပစ္စတိုတလက်နဲ့ကြီးရင်တစ်ခုနဲ့ဆက်ဆက်ပစ္စည်းတွေပေါ့နော်ကားနှစ်စီးလဲတင်စီရမိခဲ့တယ်လို့သိရပါတယ်နောက်တဲ့တဲ့ဘုကဒီရဲ့ပိုင်းမှာမိုးပြဲကိုထိုးစစ်ဆင်နေတဲ့တက်စစ်ကြောင်းတွေကြောင့်စခန်းတွေပေါ့နော်ကာကင်းစခန်းတွေအခိုင်မာခြေကုပ်ယူထားတဲ့စခန်းတွေဒီ KR PDF ဒီဘက်ကတော်တော်ကြီးကိုလက်လွတ်နေရတယ်လို့သိရပါတယ်သူတို့ဘက်ကတည်င်းနေမှာကိုကသူတို့ကိုယ်တိုင်လက်လွတ်ရတယ်ဆိုပြီးဝန်ခံနေတယ်ပေါ့နော်ဒါက အင်အားအများပြားနဲ့ထိုးစစ်ဆင်လာတာကြောင့်သူတို့အခုလိုမျိုးဒါစခန်းကြီးလက်လွတ်ရတယ်ဆိုတဲ့အကြောင်းပြောပါတယ်။နောက်တစ်ခုကတော့ဒါလည်းဒီမငိမ့်ညံ့တဲ့ဒေသတွေမှာဖြစ်တတ်တဲ့ကိစ္စပေါ့နော်။အဲ့ဒါကတော့ကျွန်တော်တို့ဒီမော်လူးမျိုးပေါ့မော်လူးမျိုးပတ်ဝန်းကျင်မှာတစ်တေခိုးထုတ်နေတယ်ဆိုတဲ့အကြောင်းပေါ့။နောက်နေ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ကျွန်တော်ကိုသတင်းပို့ထားတာနှစ်ကြိမ်သုံးကြိမ်လောက်ရှိပြီ။ကျွန်တော်မှာဓာတ်ပုံအထောက်အထားတွေရှိတယ်။တစ်တေဘလောက်များလဲဆိုတာလည်းရှိတယ်။ reflection တော့ပြန်လာမသိဒါပေမဲ့ပြလို့ရတယ်ဗောနော်မှာတစ်တီခိုးထုတ်နေတဲ့တစ်လုံးနေခိုးထုတ်နေတဲ့ဒါဓာတ်ပုံတွေအများပြားပဲနောက်ပြီးဒီတရုတ်ကားတွေဗောနော်တရုတ်ကားတွေဒီမှာအစည်းတွေယာနဲ့ချီတယ်တစ်ခေါက်တစ်ခေါက်ထွက်ရင်80တရား80တရားနဲ့အဲ့တစ်တီခိုးထုတ်နေတဲ့ဖြစ်စဉ်တွေရှိတယ်ဘယ်နာခိုးထုတ်လဲဆိုတော့ကျွန်တော်တို့မဲစာချောင်းပြားနောက်ပြီးလို့ရှိရင်ဇလုံးတောင်တဝိုက်ဒီလိုနေရာဒီမှာတစ်တီအများပြားခိုးထုတ်နေတယ်ဆိုတဲ့အကြောင်း ဒါဒီသက်ခန်နေသတင်းပေးဖို့တယ်ဒီသက်ခန်နေတော့ဒီတက်နဲ့ပတ်သက်ပြီးတော့လုံးဝမထိရဲမကန်ရဲဘူးเนาะဒီလိုမျိုးတရုတ်တွေကြတော့ဒီ72ဘင်းကားတွေနဲ့နေ့စဉ်နဲ့အများကြီးပါတည်နေတယ်နောက်ပြီးတော့သူတို့ဒီတစ်အချောတဲ့စက်ရုံတွေလည်းအဲ့ဒီရွာတွေထဲမှာဖွင့်ထားတယ်လို့သိရတယ်ဆိုတော့မန်စီမြို့နယ်ထဲမှာရှိတဲ့ဟန်ထက်ရွာနဲ့မိုင်းခေါင်ကြီးရွာမှာဒီတရုတ်တွေအများကြီးရောက်နေတယ်ရောက်ပြီးတော့အဲ့ဒီ ဟန်ထက်ရွာမှာဆိုလို့ရှိရင်ကျုံးပကီးစက်ယုံတော်ရှိတယ်ဆိုပြီးတော့ဒေသခံတွေသတင်းပေးပို့ထားတယ်ဒေသခံတွေခေါ်တဲ့ပုံစံအရတော့ဒါတက်ကိုထုတ်တဲ့နေရာကတော့မဲသာချောင်းပြပေါ့နော်မဲသာချောင်းပြဒေသအခေါ်ကတော့9မိုင်10မိုင်ကနေပြီးတော့ခိုးထုတ်တယ်လို့သိရပါတယ်ဆိုတော့ဗမောက်မြို့အနီးမှာရှိတဲ့ဇလုံတောင်အနီးတော်အိမ်မှာလည်းတစ်တွေခိုးထုတ်တယ်အဲ့ဒီတစ်ခိုးထုတ်တဲ့ကားတွေကဒီ license တွေရဖို့အတွက်ဆိုရင် KIA ဒီဘက်ကိုပတ်စံနေဒါအများပြပေါ့နော်တရုတ်ရွန်ဝင်နဲ့ပြီးရတယ်ဟိုတိန်းနဲ့ချီတန်းနဲ့ချီပြီးရလို့သိထားရတယ် ဟုတ်ပြီ NUG ကလည်းလိုက်စားမှာရုံးဖွင့်ထားတယ်လို့ပြောတယ်။ဘာကြောင့်လဲဆိုတော့တစ်ခုထိုးတဲ့နေရာတွေကဒီ PDF တွေရှိတဲ့နေရာဖြစ်တဲ့အတွက် NUG ရဲ့အကာအကွယ်လဲလိုအပ်လို့တရုတ်တွေက NUG ရဲ့ဒီလိုက်စားရုံးမှာလည်းတစ်ကားတစ်စီးကို195သိန်းပေးရတယ်ဆိုပြီးတော့ပြောထားပါတယ်။အဖေဖော်ဝါရီလပေါ့2024ခုနှစ်ဖေဖော်ဝါရီလကနေပြီးတော့မေလာဇန်ပိုင်းထိ2024ခုနှစ်တော့25ခုနှစ်မပြောဘူး။သူသူကြိုတင်တွက်ခဲ့တာဒီနောက်ပိုင်းကျတော့သူလည်းအလန်းကွာပါပြီ။2024ခုနှစ်ဖေဖော်ဝါရီလ လကနေပြီးတော့မေလစန်းထီကိုပေါ့တစ်ကအစီ893စီတောင်ရှိခဲ့တယ်လို့ပြောပါတယ်အဲ့ဒီတစ်ကတဲတဲ့လမ်းကနေပဲ KIA တွေကဒီလက်နက်တွေပါတွေ KYN တွေတဲတာတွေလည်းလုံးဆောင်နေဆိုပြီးဒေသခံတွေကပြောပါတယ်ဒါဒီတစ်တဲနေတဲ့ပုံတွေကိုတော့နောက်နေ့မှာတော့ကျွန်တော်ရဲ့ Telegram Channel မှာတင်ထားပြီးမှဖြစ်ပါတယ်ပြီးတော့ဒီတစ်တဲတဲ့ပုံရိပ်တွေကို TikTok မှာလည်းကြည့်နိုင်ပါတယ် TikTok မှာကြည့်မယ်ဆိုလို့ရှိရင် KYN ကဆလံကဘာအဆင့်ရှိတဲ့ဒီ KYN ဟိုဒီလက်နက်ကင်ဖွဲ့ဆလံကဘာအဆင့်ရှိတဲ့သူတွေဝတိုင်းကအဲ့ဒီအပေါ်မှာရိုက်ပြီးတော့ light တွေလွှင့်နေဗီဒီယိုတွေရိုက်ပြီးတင်ထားတာတွေရှိတယ်။အဲ့တော့အဲ့ဒါတွေကိုလည်းနောက်နေ့ကျရင်ကျွန်တော်ဒေါင်းပြီးတော့တင်ပေးမှာဖြစ်ပါတယ်။ပြောချင်တာကတော့ဒီတစ်ကားအရေတွက်ပေါင်းများစွာကိုဒီတရုတ်တွေခိုးထုတ်နေတယ်ဒီဆန်နဘိန်ကားတွေနော်ကားကြီးကားငယ်တွေနဲ့ခိုးထုတ်နေတယ်တစ်အချောတဲ့စက်ရုံတွေမြန်မာနိုင်ငံထဲမှာရှိနေတယ်စက်ရုံတွေတည်ထားတယ်ဒါကိုလည်းအဲ ဒေတာမှာရှိနေတဲ့ PDF တို့ KIA တို့ကကွယ်ထားပြီးတယ်အဲ့တော့ကျွန်တော်အဲ့ဒီဘက်ကတိုက်ပွဲတွေရဲ့အကြောင်းကိုကျွန်တော်နားလည်သွားပြီအဓိကကတော့သူတို့ပတ်စံအများပြားရနေတာပဲအဲ့တော့တိုက်ပွဲတွေဘာလို့အဲ့လောက်ဖော်ဆောင်နေလဲဆိုတော့ပတ်စံအများပြားရနေလို့ပဲဒါတော့ကျွန်တော်တို့အဲတည်တည်ချာချာလေးနားလည်သွားလိုက်ပြီပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီမှာသူရေးထားတဲ့ပုံစံအရာတော့တော်တော်အတွင်းကြကြသိထားလို့ဒါပြောတာ။ဒီတစ်နှစ်ပတ်လည်လုတ်ကန်ခွင့် license ပေါ့ဗျာ license သဘောမျိုးနဲ့လုတ်မယ်ဆိုလို့ရှိရင်ဒီ KIA လိုက်စာရုံးဘောเนาะလိုက်စာရုံးကိုလိုင်စင်လျှောက်တယ်ဆိုလို့ရှိရင်ရွံငွေသိန်းရာနဲ့ချီရှိတယ်လို့ပြောပါတယ်ဆိုတော့ဒါသူတို့အတွက်တော်တော်လေးကိုအများပြားတဲ့ပမာဏဖြစ်ပါတယ်အဲ့တော့အဲ့ဒီနေရာတွေကိုလည်းရှင်းလင်းသိချင်ပါတယ်နောက်ထပ်ကျွန်တော် satellite ဓာတ်ပုံကြည့်ရင်လည်းဘောเนาะဟိုဘာလဲဘာလဲမတ်ကြည့်နေရင်လည်းကျွန်တော် satellite ပုံစံပြောင်းပြီးတော့ကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်ဘာတွေ့ရလဲဆိုတော့ရွှေမော်တွေပါချင်းနှင်းမြစ်တစ်ချောင်းမှာ ဒီရှေမျောတွေပေါ့နော်သူတို့ကရေမျောကုန်းမျောခေါ်တယ်ပေါ့အဲရေမျောကတော့ရေထဲမှာအဲ့လိုမျိုးထားပြီးစုပ်တာပေါ့ဆိုတော့ရွှေဆက်တော်ဖျားပွဲမှာလေဒီကျွန်တော်တို့ဒီမြစ်မှာကျွန်တော်တို့မြစ်ဘေးနားလေးမှာတဲတွေထိုးထားသလိုပဲရှေမျောအဲ့တိုင်းပဲတီနေတာပဲချင်းနှင်းမြစ်တစ်လျှောက်ကိုဟိုပန်းများအင်္ဂလိပ်မှာလာလက်ညိုးတီထားသလိုမျိုးတီနေတာပဲရှေမျောတွေအဲ့လိုအရှိရှိအရှိရှိလေးတွေနဲ့ဆိုတော့အဲ့ဒီရှေမျောတွေများလေရင်တစ်ခေါက်လောက်ဖြတ်ပြန်သေးချင်ပါတယ်အပေါ်ကနေပြီးတော့ เนาะဘာမှလုံးစေချင်တယ်လို့တော့မပြောပါဘူးလေရင်တစ်ခေါက်တော့ဖြတ်ပြန်စေချင်ပါတယ်အဲ့ဒါတွေကိုအကာအကွယ်ပေးထားပေးထားတာလေလက်နက်ကင်တွေပဲအဲ့တော့ကျွန်တော်တို့ကဘသူရလို့ဘယ်ဝါရလို့မပြောချင်ဘူးဒေသခံတွေကိုလည်းမထိခိုက်စေချင်ဘူးဒါပေမဲ့ဒေသခံတွေရှိတဲ့ရွာနာပတ်လေတွေမှာရွှေလာတူးနေတယ်เนาะရွှေဒီခုနလိုမျိုးရွှေလာခုနရွှေလာကျင်နေပေါ့အဲ့တော့ဘာဖြစ်လဲဆိုတော့ချင်းနှင်းမြောင်တစ်ချောက်လုံးပြက်စီးနေပြီညကြီးပြက်စီးနေပြီဒါကိုဒေသခံတယောက်အနေနဲ့မြင်ဘာမှသိမှာမဟုတ်ဘူး ဒီရှင်မျိုးကဒီတိုင်းပဲဘာမှမဟုတ်တမန်မီယူဖလာလုံနေတာဟိုနာတုဒီနာတုအဆင်ပြေနေတာပဲဒါပေမဲ့ဒါကတကယ်တမ်းကျရင်ပညာရှင်အမြင်နဲ့ကြည့်လို့ရှိရင်သွားပြီအလုံးဝကိုတော်တော်ခအောင်ပျက်စီးနေပြီမြေကြောက်တစ်လျှောက်လုံးအဲ့တော့ဒါတည်းလေးလေဖြည့်ရှင်းမှုလူမယ်လို့ထင်ပါတယ်ကျွန်တော်ထင်လာတော့နော်နောက်တစ်ခုကတော့ဒီတရုတ်နိုင်ငံကတဲ့ NUG ရဲ့ရန်သူမဟုတ်ဘူးတဲ့သူကလက်ရှိလာပြောပါတယ်ဆိုတော့ NUG ဟာတရုတ်ရဲ့ရန်သူမဟုတ်တယ်လို့သူတို့ကလည်းအဲ ဟိုတရုတ်ကလည်းသူတို့ရဲ့ရန်သူမဟုတ်ဘူးပေါ့အဲ့တော့ဟိုသူတို့ကဆွညောက်ခလုံးမဟုတ်တဲ့အတွက်မနော်အတူတရုတ်နဲ့အတူရှင်တွဲနေထိုင်ဖို့မျှော်လင့်နေဆိုပြီးတော့တော့သူကပြောတယ်ပေါ့โอเคမတရုတ်လာမီးရှို့နေရလဲ NUG လောက်အလောက်ခံအဖွဲ့တွေပဲတရုတ်ကိုဖောင်းထိုင်ထုတ်နေရလဲ NUG ခိုင်းထားတဲ့အဖွဲ့တွေပဲဒါပေမဲ့ NUG ကနေပြီးတော့ခေါင်းဆောင်ပေါ့နော်ဒီအဲ့ဒါအဲ့ဒါဘယ်လိုပြောရမလဲ ICC တင်လို့ရတဲ့ခေါင်းဆောင်ပဲ ICC တင်လို့ရတဲ့ခေါင်းဆောင်ပဲဘာလို့သူတို့ဘက်လူတွေအများကြီးတက်ထားတာအဲ့တော့ ဒီတောင်ဝန်ခံရမဲ့ခေါင်းဆောင်တယောက်ကနော်တရုတ်နဲ့အတူရှင်တွဲနေထိုင်မှု ပြောပြရင်ရောဆိုတော့သူတို့ရဲ့ double standard ပေါ်တည်ရမလားဘယ်ဘယ်ပဲယက်တီလိုယက်တီမှမတည်တဲ့ဟိုရောင်ရောင်ဒီရောင်ရောင် standard ပုံစံမျိုးပြောတာဖြစ်ပါတယ်နောက်တရင်တို့ဘုကတော့ကြောက်ဆယ်ပေါ့ကြောက်ဆယ် PDF ခေါင်းဆောင်သူတို့တော့တည်ရေးမှုလို့ခေါ်တာပေါ့နော်။သူကတော့ဒီတိုက်ပွဲမှာသူတို့တည်သွားတဲ့ PDF ရဲဘော်တွေရဲ့နာရေးကိုသူစီစဉ်နေတာ။အဲ့လိုစီစဉ်နေတဲ့အချိန်မှာပဲဒီ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနနာမည်နဲ့ အဖွဲတွေရောက်ချလာပြီးတော့အဲ့ဒီတက်ရင်မှုခေါ်သွားရောခေါ်သွားပြီးတော့အခုချိန်မှာလုံးဝအဲဘာမှတရင်မလာမရတော့ဘူးစာမလာတရင်မကြနဲ့သူ့ဖမ်းသူ့ကိုဖမ်းသွားတာဖြစ်တဲ့အတွက်လုံးဝနိုင်ရတော့မလုပ်လိုက်ရဘူးเนาะအဲ့လိုအခြေအနေဖြစ်တယ်ပေါ့အခုချိန်ထိတော့အဲ့ဒီသူတို့ပြောတဲ့ PDF တက်ရင်မှုကလုံးဝပြန်မပေါ်လာသေးဘူးပေါ့เนาะတေပြားတေသွားရည်လားမသိပါဘူးသူတို့မှလည်းအဲ့လိုမျိုးရှိတယ်ပေါ့เนาะနောက်တရင်တဲ့ဘက်ကတော့ဒီ TNL တိမ့်ပိုက်တာတဲ့မြို့တွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပွဲလုပ်ကြတယ်ပေါ့နော်အခု MNDA လိုပဲနောက်ဆုတ်ပေးဖို့ဒီတက်မတော်ဘက်ကတော့ TNL ကိုမန်တုံလို့နမ်ဆန်တို့ထိပြန်ပြီးစုပ်စည်းခြင်းတယ်ပေါ့အဲ့ဒါပလောင်ကိုပိုင်အုပ်ချုပ်ရေးရဒေတာတွေဖြစ်ပါတယ်ကိုနေရကိုပြန်နေဆိုတဲ့သဘောမျိုးပေါ့နော်ပြန်စုပ်စည်းခြင်းတယ်အဲ့လိုမျိုးဆွေးနွေးခဲ့လို့အဲကုမင်းမှာပြီးခဲ့တဲ့လကုံပိုင်းလောက်ကဆွေးနွေးတဲ့ဆွေးနွေးပွဲမှာမအောင်မြင်ဘူးဆိုပြီးတော့တည်င်းတွေထွက်ပေါ်နေပါတယ်ဆိုတော့တက်ဘက်ကယက်တီချက်ကိုတော့ကျွန်တော်တို့အဲထောက်ခံ ။နောက်သူကတော့ရှင်းတယ်။ပြန်ဆုတ်အောင်ကိုနေရာကိုပြန်နေရမှာ။နောင်ချူထိလာစရာနောင်ချူမှာပလောင်ပဲနေရမှာမရှိဘူး။နောင်ချူပလောင်ကိုပဲနော်။နောင်ချူမှာပလောင်ပဲနေရမှာရှိနေတာမဟုတ်ဘူး။အဲ့တော့ဒီထိလာတာကသူတို့အနေနဲ့လွန်တယ်။နော်သူတို့အတိုင်းတာကြော်လာပြီ။သူတို့နည်းနည်းပဲကြော်လာပြီ။အဲ့ဒီအပြင်ကမှဒီမန္တလေးဒီတပိတ်ချင်းမရယာဘက်မှာရှိနေတဲ့ PDF တွေကိုအကူအညီပေးပြီးတော့တိုက်နေကြသေးတယ်။အဲ့တော့ပလောင်ရဲ့လုံရက်ကနော်ဒီပလောင်နဲ့နှက်ကင်ဖွဲ့ရဲ့လုံရက်ကလွန်ကျူးနေပြီ။ ဲ့ဒီအတွက်ကိုနေရာကိုပြန်မှုအတွက်ကျွန်တော်တို့ပို့ပြီးထောက်ခံတယ်။နော်အစတွေကဒီလိုမလုပ်တဲ့ကိုနေရာကိုသွားပြန်နေတာကောင်းတယ်။ဒါပေမဲ့သူတို့ဘက်ကလည်းလက်မခံဘူး။နှစ်ဘက်ဆွေးနွေးပွဲမှာအောင်မြင်တာဖြစ်တဲ့အတွက်အစည်းအဝေးကဒီတိုင်းပဲပြီးဆုံးသွားတယ်ပေါ့နော်။အခုလောလောဆယ်အဲနောင်ချိုပတ်ဝန်းကျင်မှာတိုက်ပွဲတွေရှိတယ်ပေါ့။ပြောအဲ့မှာတိုက်ပွဲကြားထဲရောက်နေတဲ့သူတွေကတော့ပြောတယ်ပေါ့နော်။နောင်ချိုနဲ့ဆိုရင်14မိုင်လောက်ဝေးသေးတယ်ပေါ့။ဒါစစ်ကြောင်းတွေကဘလူးချီတက်နေတယ်ပေါ့။ကောင်းပါတယ်။ ။နော်အခုလောလောဆယ်တိုက်နေရတယ်ပြီးခဲ့တဲ့ရက်ကကျွန်တော်တို့ပြောလိုက်ပါသေးတယ်။နောင်လင်ကိုရောက်ပြီ။နောင်လင်ရောက်ပြီဆိုတော့တိတ်တော့မွေးလို့တော့ပြောတော့ကျွန်တော်ကတော့ဒီတိုင်းပဲအပြင်မှတ်ပဲကြည့်ပြီးတော့တဲ့ပဲတိုင်းနိုင်မယ်ပေါ့နော်။အဲ့တော့၄၅မိုင်လောက်တော့ကျွန်တော်မှန်းတယ်ပေါ့။နောက်ကျ6မိုင်ပေါ့ကျွန်တော်မှန်းတာပေါ့။ဒါမဲ့လဲသူတို့ပြောတော့16မိုင်လောက်ရှိတယ်ဆို16မိုင်ပေါ့နော်။16မိုင်လောက်ဝေးသေးတယ်ပေါ့။အာဘာပြောနောင်ချူအနေထားလက်ရှိချိန်နေထားမှာရင်ဆိုင်ထားတဲ့မကြခင်မှာသူတို့ဒီစစ်ကြောင်းတွေပြောင်းလဲလာမှပြန်ဖွင့်နိုင်ရေးအတွက်သူတို့ လုံနိုင်လိမ့်မယ်ဆိုပြီးတော့သူတို့ကိုယ်တိုင်ယုံကြည်ချက်ရှိတယ်။ဒါကတော့ကျွန်တော်တို့ကြိုဆိုရမယ်။ယုံကြည်ချက်ရှိရှိတိုက်မှတိုက်ပွဲတိုင်းအောင်တာပေါ့။နောက်ပြီးခဲ့တဲ့ရက်ကဒီဘင်္ဂလားဒေ့ရှ်နဲ့ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ Islamic Party ပေါ့နော်။အဲ့ဒီ Islamic Party နဲ့ဒီတရုတ်ကွန်မြူနတီ Party နဲ့ဒါကမှတွေ့တဲ့အချိန်မှာမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ပတ်သက်ပြီးတော့ပြောဆိုချက်တွေလုပ်ခဲ့တယ်။ တော့ဂျားထဲမှာနိုင်ငံတကာနိုင်ငံထူထောင်ပေးလိုက်ပါလားလို့ပြောလို့ဒီလိုစကားမျိုးတွေထွက်လာတဲ့ခါကျတော့မြန်မာအစိုးရဘက်ကကန့်ကွက်ခဲ့တယ်ဆိုပြီးတော့တုတ်ပြန်ခဲ့တယ်ပေါ့နော်ကန့်ကွက်တက်တုတ်ပြန်ခဲ့တယ်ပေါ့အဲ့လိုမျိုးပြောတာကိုလက်မခံဘူးရှုတ်ချတယ်ဆိုတဲ့အကြောင်းဒါနာဆာကဘက်ကတုတ်ပြန်ခဲ့တယ်ပေါ့ဒါကလုံတဲ့အကြောင်းအဖြစ်ပါတယ်အဲ့လိုမျိုးနိုင်ငံရေးသမားဖြစ်သွားပြီဆိုရင်နော်ထိုင်ကုန်တလုံးအလံတစ်ခုနော်ဗာလေကလက်ထိုင်တလုံးနဲ့အဲပြောချင်တိုင်းထိုင်ပြောနိုင်ငံတိုင်းအခြားနိုင်ငံရဲ့အချုပ်အခြာအာဏာတွေဘာတွေနားမလည်ဘူးဆိုပြီးတော့ရှောက်ပြောနေတဲ့ သူတွေကလည်းအများကြီးရှိတယ်အဲ့လိုလူတွေကြောင့်သူနိုင်ငံတနိုင်ငံတနိုင်ငံကြားထဲမှာချစ်ကြည်နေမှုတွေပြက်ပြားတယ်ပေါ့နော်ဆိုတော့နောက်သတင်းတစ်ပုဒ်ကတော့ဒါလာရှိုးနဲ့ပတ်သက်ပြီးတော့အခုဆိုလို့ရှိရင်လာရှိုးစီးရုံပြန်ဖွင့်ဖို့လုပ်နေဖွင့်နေပြီပေါ့အရေးပေါ်ဌာနဖွင့်နေပြီလို့ပြောတယ်အဲ့ဒီမှာတန်ရှင်းလုပ်နေတဲ့တပ်မတော်ကြီးတွေဖောင်းနေတဲ့သူတို့ရှင်းလင်းရေးတွေလုပ်နေတဲ့ဖွဲ့တွေလည်းတွေ့တယ် နောက်ပြီးတော့လာရှိုးမြို့ပတ်ဝန်းကျင်မှာဒီစီပင်တာယာရေးဝန်ထမ်းတွေလည်းရောက်ရှိနေပြီအကုန်လုံးအလုံးလုံးနေပြီဆိုပြီးတော့လည်းသိရတယ်မကြခင်မှာအကြောင်းတွေပြန်လဲဖွင့်လှစ်နိုင်မှုအတွက်လည်းသူတို့ပြင်ဆင်နေပြီလို့လည်းသိရပါတယ်အဓိကအကြောင်းကတော့လာရှိုးကိုဒီလိုမျိုးပြန်ပြီးတော့ထိ ंछ ုတ်လိုက်တဲ့အချိန်မှာလာရှိုးမြို့တဲကိုပြန်ဝင်တဲ့သူတွေကတော်တော်များနေတယ်ဗောနော်အဲ့အတွက်ဒီမြို့တဲဝင်တဲ့လမ်းတွေပိတ်ဆို့မှုတွေဖြစ်နေတယ်ဗောနော်အလောက်တောင်ပဲเนาะဒါအားညှို့ကြတာပဲဆိုတော့လာရှိုးမြို့တဲကိုပြန်ဝင်မဲ့သူတွေများလာတာဖြစ်တဲ့အတွက်ဒီ ရင်ကျော်ပိတ်ဆို့မှုတွေပေါ့နော်မြို့ဥဝင်လမ်းတွေပိတ်ဆို့မှုတွေဖြစ်နေတယ်လို့သိရပါတယ်ဆိုတော့နောက်သတင်းတစ်ပုဒ်ကတော့ဒီ TNL ရဲ့နဘီ MNDAA ရဲ့နော် AA ရဲ့ပေါ့သူတို့သုံးဖွဲ့ကနော်ငလင်းနောက်ဆက်တွဲလုပ်ငန်းတွေနဲ့ဆက်ဆက်တီတိုက်တာဆောင်ရှင်းလင်းရေးတွေလူသားချင်းစာနာထိုင်နေလုပ်ငန်းဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်တစ်ဖက်သက်အပြက်ခတ်ကာလကိုတဲ့သူတို့ဘက်ကနောက်တလတိုးတယ်တဲ့အဲ့ဒီတည်င်းနဲ့ဆက်ဆက်ပြီးနောက်တည်င်းတစ်ပုဒ်ကိုပြောပြမယ်အဲ့ဒါကတော့ သူတို့ဘက်ကနေပြီးတော့နော်အေအေဘက်ကနေပြီးတော့နော်နိုင်ရီကန်စခန်းဒါမှမဟုတ်ညောင်ကျိုးဘက်ချမ်းကိုထိုးစစ်စင်တိုက်ခိုက်နေတဲ့တဲ့တင်ကလည်းတက်တက်တပုတ်တက်တယ်သူတို့ကတော့ဒီမှာရေးလို့အောက်မှာတော့အေအေဖွဲ့တွေကတော့ဝင်တိုက်လို့တင်းမှာအဲ့လိုကွာတယ်နော်အဲ့လို TNL ရဲ့အတိုင်းပဲနော်တက်သူ့ကသူနေတယ်သွားတိုက်တယ်ပြန်လိုက်တိုက်တဲ့ခါကျတော့မှအပြစ်ခက်ရဲစိချိုးပေါက်တယ်ပညာဆိုပြီးပြောတယ်ပေါ့နော်အဲ့တော့သူတို့သုံးဘွဲဒီထုတ်ပြန်တဲ့နောက်ထပ်သုံးတလတတန်းတိုးတယ်ပေါ့နော်နောက်ထပ်တလတတန်းတိုးတာနဲ့ပတ်သက်ပြီးတော့ဘာပြောချင်လဲဆိုတော့အဲ ကျိုးစုံမင်းထုံးပြောတဲ့စကားနဲ့ပဲပြောရမှာဆိုရင်စိတ်ကောင်းချိန်ပြီးတော့ခွေးသားရောက်တာပေါ့နော်အဲဒါကတော့ခွေးသားရောက်တဲ့စာဖြစ်ပါတယ်စိတ်ကောင်းကတော့ပုံမှာတလချိတ်ထားတယ်ပေါ့နော်ဒါပေမဲ့ခွေးသားတလတတိရောက်မှာဆိုတဲ့သဘောမှရှိတယ်ဆိုတော့နောက်တစ်တိနေဘုကတော့ဒီရက်ပိုင်းကျွန်တော်တို့ပြန်တက်လာတဲ့တက်ပုံတွေကစကိုင်းတရားဟောင်းပေါ့နော်စကိုင်းတရားဟောင်းကိုပြန်လဲ setting ရေးတွေလုပ်နေတယ်ပေါ့ကျွန်တော်ကတော့ဒီတရားဟောင်းကို setting ရေးလုပ်တယ်ဆိုတာနောက်ပြီးမြေချောင်းရှင်းတာတစ်ခုရယ်တကယ်လို့ဒါမူလနေရာမှာပြန်ထားပြီးတော့နော်လူပေးမသုံးမဲနဲ့ကျွန်တော်တို့ဒါတမိုင်းဝင် နော်အစာဦးတစ်ခုအနေနဲ့ပြထားမယ်ဆိုလို့ရှိရင်လည်းဒီတရားဟောင်းကကျွန်တော်ပြထားတဲ့အရာမျိုးဖြစ်ပါတယ်။နောက်တည်င်းတဲ့ဘုကတော့ဒါနှစ်မျိုးတက်တဲ့တည်င်းပေါ့နော်နှစ်မျိုးတက်တဲ့တည်င်းဆိုတာအဲ့ဒါနောက်ချိုမျိုးနယ်ထဲမှာရှိတဲ့အုံမသီးရွာပေါ့အုံသီးရွာနားမှာဒီလုံညိုကြီးစက္ကန်းတစ်ခုကိုဆိုင်ငယ်နှစည်းနဲ့လာပစ်တယ်။ဆိုင်ငယ်နှစည်းနဲ့လာပစ်တာကပလောင်နေပေါ့နော်ဆိုင်ငယ်နှစည်းနဲ့လာပစ်တယ်။လာပစ်တော့လုံညိုကြီးတပ်ဖွဲ့ဝင်တွေကပြန်ပစ်တယ်။ပြန်ပစ်တော့ ဆိုင်ကယ်တစ်စီးရဲ့ဒီ TNL အလောင်းနှလောင်းရဲ့တိုက်81တနက်တလက်ကြီးစံနေပါလေစသဖြင့်ကြံကြံခဲ့တယ်ပေါ့နော်မှတ်ပုံနေတစ်ခုပါကြံသေးတယ်အဲ့မှတ်ပုံနေကလည်းပလောင်နာမည်နဲ့ပဲဒီလာပြည့်တဲ့နှစ်ယောက်တည်းနှစ်ယောက်တည်သွားဒါပေမဲ့အဲ့ဒီပလောင်အပိမီဒီယာဘာတင်တာလဲဆိုတော့အဲ့အဲ့ဒီနာကနေဖြတ်သွားတဲ့အရက်သားပြည်သူ၄ဦးကိုစစ်တပ်ကတနက်နေ့ပြည့်နှစ်ဦးတည်ဆုံးဆိုတော့ဒီလိုရေးတယ်နော်သူတို့ကလည်းဒီမှာဓာတ်ပုံတွေထင်းထင်းပေါ်ပေါ်ကြီးတက်နေတာတော့မဟုတ်တော့နော်စစ်ယူနီဖောင်းကြီးနဲ့ နော်တင်းနေဘဝကြီးတက်နေဆိုင်ငယ်ခွားရက်ကြီးနော်ဟိုတနက်လွယ်ရက်ကြီးတည်နေတာတော့မှသူတို့ကအရက်သားပဲနော်အဲ့ဒီကိုသူတို့ကအရက်သားပဲပြောနေသေးတယ်ပေါ့နော်နောက်တစ်ခုတော့ကျွန်တော်ဒီရေပေးဝေရေလုပ်ငန်းတွေကျွန်တော်ရက်နာထားတယ်ပေါ့နော်ကျွန်တော်မလုပ်မလုပ်နိုင်တော့မလုပ်နိုင်တော့ဆိုကားလည်းမရှိလို့ပေါ့နော်မလုပ်နိုင်တော့ရေပေးဝေလုပ်ငန်းတွေရက်နာထားတယ်ပြီးခဲ့တဲ့ရက်ပိုင်းကဒါကား16ရက်တတိ ကူညီခဲ့တဲ့ကုမ္ပဏီကိုလည်းထူးခြားစွတင်ရှိပါတယ်ကျွန်တော်သတင်းထဲမှာထည့်ပြလိုက်လို့ရှိရင်ကုမ္ပဏီတို့ဟိုဘာဖြစ်မှာဆိုလို့ပါအဲ့တော့ဟိုအဲ့ဒီကုမ္ပဏီကိုလည်းခြေစုပ်ထူးတင်ပေးပါတယ်ကျွန်တော်တို့ဒီကားနဲ့နေ့စဉ်နဲ့အများကျွန်တော်တို့ရေတစ်နေ့ယူ၄၅ခေါက်ပေါ့၄၅ခေါက်ဆိုကလန်းအထောင်နဲ့ဟို၄၅6000ခွန်တော်လောက်ကျွန်တော်တို့နေ့တိုင်းပို့နေတဲ့အနေထားပေါ့နော်ဒါမဲ့အခုနေပြည်တော်မှာရှိတဲ့ဒီရေပေးဝေးပေါ့နော်စီပင်ရေပေးဝေးပိုက်လိုင်းတွေပြန်ပြီးပြင်ဆင်နေတယ်ဟိုတချို့နေရာတွေမှာရေဆမ်းပြီးပေးနေတာမြင်ရတယ်အချိန် တိတ်မကြခင်တော့ရေတွေရတော့မယ်လို့မျှော်လင့်ပါတယ်စိတ်မလောကြပါနဲ့အောင်နောက်ပြီးလို့ရှိရင်ရေကိုတက်မိုးထားတတ်ကြပါစေကျွန်တော်တို့ဒီကာလမှာရေတွေအခုလိုမျိုးအခက်ခဲကြုံတွေ့ရတာအားလုံးအမြင်ပဲဖြစ်ပါတယ်အဲ့တော့ရေကိုတက်မိုးရှိရှိအသုံးချကြပါလို့ပြောချင်ပါတယ်နောက်တဲ့နေ့ဘောကတော့ကျွန်တော်တို့အေဘရ30ရက်နေ့တည်းကကျွန်တော်ပြောမယ်ဆိုပြီးတော့ရေးထားတဲ့တဲ့ပုံတော့အဲ့ဒါကတော့တောင်ကူကဒါရေစခန်းကနေပြီးတော့သူတို့ဖန်စီရမိထားတဲ့ဆိုင်ကယ်တွေနဲ့တခိုးတွေကိုထုတ်ပြလာတယ်တခိုးက၄ယောက် ။နောက်အဲဆိုင်ကယ်တွေကိုလည်းပြည်သူတွေစီကိုပြန်ပြီးပေးအပ်တဲ့အခမ်းအနားနဲ့တကွာအဲသူတို့တက်ဖို့နေထုတ် ပြန်လာတာပေါ့နော်။ဘာပြောအဲမန္တလေးလိုမြို့မျိုးမှာဆိုရင်ဒီလိုဖြစ်စဉ်မျိုးတွေများများလှုပ်တဲ့နေပေါ့နော်။အရင်တော့လှုပ်ပူတယ်လို့တော့ကျွန်တော်ထင်တယ်။အဲမကြမကြလဲအဲ့လိုမျိုးဆိုင်ကယ်ပေးအပ်ပွဲအခမ်းအနားတွေကျွန်တော်မြင်ရတယ်ပေါ့နော်။ဒါမျိုးတွေများများလှုပ်တာအဲအများကြီးအစိုးရနဲ့မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ပေါ်ပြည်သူလူထုယုံကြည်မှုမြင့်တက်စေပါတယ်အဲ့တော့ဖမ်းမိတဲ့ဆိုင်ကယ်တွေเนาะဟိုတပ်သေးခံပစ္စည်းဆိုပြီးတော့အကြာကြီး ဟိုမပြတ်မသားနဲ့မထားဘူးလို့တယ်ပေါ့တော်တော်များတချို့ဆိုရင်ကျွန်တော်ကြားပါတယ်နော်ပတ်ဆက်နဲ့ပြန်ပြီးပြီးယူရတယ်လို့ပါလို့တချို့နေရာတွေမှာရှိပါတယ်နော်ကားတစီလုံးဖမ်းထားလိုက်တယ်စီဘလိုတင်လို့ဒါမှမဟုတ်တရားဝင်ပစ္စည်းတင်လို့အဲ့ကားဘယ်နာမှထိုးထားတယ်မကားပိုက်ရှင်ကအဲ့နောက်ကိုချက်ချင်းလိုက်ပတ်ဆက်နေပိုင်းနဲ့ပြီးပြန်ထုတ်လာသူ့ကားသူပြန်ထုတ်သွားတယ်ပေါ့နော်ဆိုတော့အဲ့လိုဖြစ်စဉ်မျိုးတွေကစောစောစီးစီးတာ clear ဖြစ်အောင်လုပ်တယ်ဆိုလို့ရှိရင်အဲ့ဒီဖြစ်စဉ်မျိုးတွေကမဖြစ်ဘူးပေါ့နော်အဲ့ဒီတော့တော့ဒီတကယ်လို့အဲ့လိုမျိုးငွေပေးပြီးလုပ်လို့ရနေတယ်ဆိုလို့ရှိရင်အစိုးရအတွက်လည်း နာမည်ပြက်တယ်ပေါ့နော်နောက်ဆုံးသတင်းတပုတ်အနေနဲ့ကတော့နိုင်ငံတကာသတင်းပေါ့နော်နိုင်ငံတကာသတင်းကတော့ကျွန်တော်ချီလီနဲ့အာဂျင်တီးနားမှာငလင်အပြင်းစားတစ်ခုလှုပ်သွားပါတယ်အဲ့မှာလဲတိုက်တွေအများကြီးပြူကြတယ်ကျွန်တော်တို့ထက်တော့နင်းမထင်ပါ7.4လောက်ပဲရှိမယ်ပေါ့နော်အဲ့မှာလဲတိုက်ပြူကြတယ်ဆူနာမီဝန်နေနေတော့ပေးထားတယ်ပေါ့နော်အဲ့အတွက်ကဘာတဝမ်းမှာဒီလိုမျိုးတဘောဘီရန်တွေအများကြီးမြင်နေရတာဖြစ်ပါတယ်အားလုံး တက်ရှိကျမ်းမာပြီးတော့အနေကင်းကင်းနဲ့ဖြတ်သန်းနိုင်ကြပါစေလို့ကျွန်တော်အနေနဲ့မေတ္တာပို့ဆုတောင်းပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေလေဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KB WP ARP CBV ဖုန်းနံပါတ်ဖြစ်တဲ့39480398ကိုဒတိုက်ရအကောင့်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KB WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မယ်ဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လုံဆောင်နေတဲ့ ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ